ဟယ်လိုချစ်ရတဲ့ Baby Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို YouTube ဆပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ2ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူသွားပြီးမှ Reaction လုပ်ကြမှာဖြစ်ပါတယ်โอเคကျွန်တော်တို့အရင်ဆုံးလိုရင်းတူရှင်သတင်းလေးဖတ်ပြမယ်နော် ဲပထမဆုံးသတင်းတစ်ပုဒ်ကတော့လက်ပဒန်းတွင်စစ်မှုထမ်းခြေကောက်ပြီးပြန်လာတဲ့စစ်သားနှင့်ရင်းများကိုတိုက်ခိုက်ကနှကောင်မျိုးစားဖြစ်သွားတယ်လို့သိရပါတယ်။ဘကိုးတိုင်းတိုင်ဟော်ရီကင်ရဲ့လက်ပဒန်းမျိုးနဲ့မော်အင်းအုပ်စုကမ်းပြူကြီးရွာကနေစစ်မှုထမ်းခြေကောက်ပြီးထွက်ခွာလာကြတဲ့စစ်အုပ်စုကိုတိုက်ခိုက်ရာစစ်တပ်ဘက်ကနှစ်ယောက်တိုက်ဆုံခဲ့ပြီးလက်နက်နဲ့ငွေကြေးချို့ကိုလည်းတင်းစေးရရှိခဲ့တယ်လို့တိုင်ဟော်ရီကင်တရင်3800နှစ်တခွနှစ်ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ကဲနောက်တဲ့တဲ့ဘုတ်ကလည်းမြမဒုက္ခတွေတွေကိုတရားဝင်အလုံးလုံးခွင့်ပြုလိုက်ပြီလို့ထိုင်းအစိုးရကကြီးညာလိုက်တယ်ဆိုတဲ့သတင်းကောင်းဖြစ်ပါတယ်အဲ့တော့နေဆက်မှာရှိတဲ့ဒုက္ခတွေစခန်းကမှာခလုံးနေကြတယ်မြမနိုင်ငံသားတွေကိုထိုင်းမှာတရားဝင်လုံးခွင့်ပြုမဲ့အစီအစဉ်ကိုထိုင်းဝန်ကြီးချုပ်ကကြီးညာခဲ့ပါတယ်တဲ့ဝန်ကြီးချုပ်ကဝန်ကြီးချုပ်အနုတင်ချန်ပီယာကူက6အောက်တိုဘာ10ရက်နေ့ကစပြီးနေဆက်ဒုက္ခတွေစခန်းတွေမှာရှိနေတဲ့မြမနိုင်ငံသားတွေကိုသူတို့ခလုံးနေထိုင်ရာစခန်းတွေအပြင်ဘက်ထွက်ပြီးအလုံးလုံးဖို့ကိုတစ်နှစ်ကြာခွင့်ပြုပေးသွားမယ်လို့အတည်ပြုပြောကြားထားပါတယ်တဲ့ထိုင်းအစိုးရအနေနဲ့လူသားချင်းစာနာမှုအခြေခံမှုတွေ ကိုလေးထားတာပြီးတော့ထိုင်းနိုင်ငံမှာနေထိုင်စဉ်အတော်အတွင်းထိုင်းရဲ့ဥပဒေစည်းမျဉ်းတွေကိုလေးစားလိုက်နိုင်ခဲ့တဲ့ဒုက္ခသည်တွေကိုအခွင့်အလမ်းတွေဖန်တီးပေးချင်တာကြောင့်အခုလိုဆုံးဖြတ်ခဲ့တာလို့အမှုတင်ကပြောကြပါတယ်ဗျာနော်အဲ့တော့ဒီကမ္ဘောဒီးယားကိစ္စရင်းနဲ့လည်းပတ်သက်ပြီးတော့ဒါတွေကအခွင့်အရေးတွေရလာတယ်လို့လည်းယုံကြည်ကြတယ်ဗျာနော်အဲ့တော့အခုချိန်မှာဆိုရင်အလုံးလုံးခွင့်နေရလာတဲ့အနေထားရှိပါတယ်เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတင်ဆက်ထားတဲ့သတင်းတစ်ပုဒ်ကိုကျွန်တော်အရင်ဆုံးထားအောင်ကြည့်လအောင်เนาะမြန်မာနိုင်ငံသားတွေကိုထိုင်းမှာတရားဝင်အလုံးလုံးခွင့်ပြုမဲ့အစီအစဉ်ကိုထိုင်းဝန်ကြီးချုပ်ကကြေညာခဲ့ပါတယ် အော်တိုဘာတရနေ့မှာဝန်ကြီးချုပ်အန်ယူတန်ချန်ဘီယာကူကအော်တိုဘာတရနေ့ကစပြီးနေဆက်ဒုက္ခသည်စကန်တွေမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုသူတို့ခေါ်လို့နေထိုင်ရာစကန်တွေအပြင်ဘက်ထွက်ပြီးအလုပ်လုပ်ဖို့ကိုတနည်းကြောင်ခွင့်ပြုပေးသွားမယ်လို့အတည်ပြုခဲ့ပါတယ်။ထိုင်းအစိုးရအနေနဲ့လူသားချင်းစာနာမှုအခြေခံမှုတွေကိုအလေးထားပြီးထိုင်းနိုင်ငံမှာနေထိုင်စဉ်အတော်အတွင်းထိုင်းရဲ့ဥပဒေစည်းမျဉ်းတွေကိုလေးစားလိုက်နာခဲ့တဲ့ဒုက္ခသည်တွေကိုအခွင့်အလမ်းတွေဖန်တီးပေးချင်တာကြောင့်အခုလိုဆုံးဖြတ်ခဲ့တာလို့အန်ယူတန်ကပြောပါတယ်။ တခြားတစ်ဖက်မှာတော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားကဆီရေပြိပခါပြီးထိုင်းရောက်ရွှေပြောင်းလူသားတွေကိုအစိုးလိုက်အပြုံလိုက်ပြန်ခေါ်ခဲ့တဲ့ကမ္ဘောဒီးယားအစိုးရစီကိုထိုင်းအနေနဲ့လုံအားလိုအပ်ချက်ရှိလာမှာမဟုတ်ကြောင်းတိကျတဲ့သတင်းစကားတစ်ခုပေးပို့လိုက်ခြင်းလို့လည်းဆိုနိုင်ပါတယ်။ထိုင်းရဲ့သတ်မှတ်ချက်တွေစီးမြင့်တွေကိုလက်မခံတဲ့သူတွေအတွက်တော့ထိုင်းကလည်းဘာမှဖြေလျှော့ပေးစရာမလိုကြောင်းထိုင်းနဲ့ပြဿနာရှိနေတဲ့နိုင်ငံတစ်ခုအနေနဲ့ထိုင်းဟာလုံအားရင်းမြစ်ရော့ကျသွားတော့မယ်လို့အထင်မှားမနေသင့်ဘူးဆိုတာသတင်းစကားတစ်ခုပေးပို့လိုက်တာလည်းဖြစ်ကြောင်း အညူတင်ကကမ္ဘောဒီးယားကိုတိုက်ရိုက်နိုင်မယ်မတက်ပဲမှတ်ချက်ပေးသွားပါတယ်။သူကထိုင်းအလုံရှင်တွေဟာမြန်မာဒုက္ခသည်တွေကိုတတ်မှတ်ထားတဲ့အလုံသမားရေးရဥပဒေတွေနဲ့ညီညွတ်တဲ့ဒုက္ခလာစားခံစားခွင့်တွေပေးအပ်လိမ့်မယ်လို့လည်းအမှားခံခဲ့ပါတယ်။ထိုင်းရဲ့တရားဝင်အလုံသမားတွေဖြစ်လာတဲ့အတွက်သူတို့ကိုအကောက်အကွယ်တွေပေးသွားမယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။နေဆက်ဒုက္ခသည်စကန်ကုကုမှာခေလုံနေတဲ့ဒုက္ခသည်တွေဟာထိုင်းနိုင်ငံမြောက်ပိုင်းအလဲပိုင်းနဲ့အရှေ့ပိုင်းကပြည်နယ်ပေါင်း53ခုမှာအလုံလုံခွင့်ရကြမယ်လို့ဆိုပါတယ်။ ဒုက္ခသည်စခန်းတွေဟာမြန်မာနဲ့နယ်စပ်တက်ပြည်နယ်ထဲမှာ၃ခုမဲဟောင်းဆောင်မှာ၄ခုကဲချနာပူရီနဲ့ရက်ချနာပူရီတို့မှာတစ်ခုစီရှိပါတယ်။အဲ့ဒီစခန်းတွေမှာတရားဝင်ဒုက္ခသည်အဖြစ်အမှတ်ပုံတင်ပြီးခုံလုံးနေထိုင်သူတွေထဲမှာအလုံးလုံးနိုင်တဲ့အသက်အရွယ်ပိုင်းခြားရှိသူ42600ဦးထိပါဝင်တယ်လို့သိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့နယ်စပ်စီးရေးပြည်ပခါကြောင့်ထိုင်းရောက်ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားအရေအတွက်တောင်းနေချီပြီးနေရပြန်သွားခဲ့ရပါတယ်။ အဲ့ဒီကိစ္စရဲ့နောက်ွယ်မှာကမ္ဘောဒီးယားအစိုးရကဖိအားပေးခဲ့တာကြောင့်ဆိုတော့သတင်းတွေလည်းထွက်ပေါ်နေကြပါတယ်ရှင်။ကဲကြားတယ်ပေါ့နော်။အဲ့တော့ကမ္ဘောဒီးယားကိစ္စနဲ့ပတ်သက်ပြီးတော့ဒါမျိုးအခွင့်အရေးတွေရလာလို့ယုံကြည်ပါတယ်။အဲ့တော့ဒီအဲဒီရဲ့ဒီအလုတ်လုတ်လုတ်ကင်ခွင့်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြထားတယ်ထိုင်းနိုင်ငံကဒီဒီမြန်မာတွေကိုအများနဲ့ကူညီဥချစ်ကလည်းဘာလို့ပြောထားတဲ့ချက်နောက်ကြည့်လာနော်။ဟိုထူးခြားတယ်ဆိုတော့အခွင့်အရေးပေါ့။ကျွန်တော်အလုတ်လုတ်ခွင့်ပေးတယ်ဆိုတာထက်ကျွန်တော်တို့ပို့တဲ့အခွင့်အရေးတွေ ဟိုရနိုင်တယ်လို့ကျွန်တော်တို့လည်းပြောလို့ရတယ်ကျွန်တော်တို့ဖွဲ့စည်းကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်လည်းဒီတချို့ဒုက္ခတဲ့စခန်းတွေကတာဝန်ရှိတဲ့လူတွေနဲ့ဆက်သွယ်ပြီးတော့ဒီဒုက္ခတွေကိုထိုင်းနိုင်ငံထဲမှာဘယ်လိုမျိုးကျွန်တော်တို့ဟိုစနစ်တကျတရားဝင်အလုပ်လုပ်ခွင့်ရအောင်ဆောင်ရွက်မလဲဆိုတာတွေကျွန်တော်ဆက်ပြီးတော့ဟိုညှိနှိုင်းနေတဲ့ကာလဖြစ်တယ်ဟိုအဓိကတော့အလုပ်လုပ်ခွင့်ပြုတာတော့ဒါတော့ကျွန်တော်တို့လည်းသိတဲ့အတိုင်းပဲတောက်လျှောက်ကကျွန်တော်တို့က UN ပေါ့ဗျာအခုတော့တမကနဲ့ကျွန်တော်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ထိုင်းဆိုရနဲ့ပေါင်းပြီးတော့ဒါဒီဒုက္ခတဲ့စခန်းတွေကိုကျွေးမွေးခဲ့တာပေါ့ဗျာ ါတော့ပြီးခဲ့တဲ့နှစ်ထရစဒီနှစ်ဆန်းတရစပြီးတော့ကျွန်တော်တို့ဒီအဓိကတော့ကျွန်တော်တို့ဒီ American ပေါ့ USAID ရောဘာလို့ကနေပြီးတော့ကျွန်တော်တို့ခြံတဲ့နိုင်ငံကကျွန်တော်တို့ဒီထောက်ပံ့မှုတွေရပ်တန်းဒီ jack pack တွေကအဓိကတော့ sewa ကုသမှုတွေအရဆိုတော့ကျွန်တော်တို့ရက်သွားတယ်နောက်ရိတ်ခါတွေဖြတ်တယ်အစောပိုင်းဖြည်းဖြည်းလေးရိတ်ခါဖြတ်တာအခုလုံးဝမပြီးတော့ဘူးဆိုတဲ့အချိန်မှာအခုနေနေတော့ time sewa ကတော့ဟိုဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့သူတို့တော်တော်လေးကိုတုံးပြီးတော့ဒါသူတို့ဆောင်ရွက်နေတာရှိတယ် ျွန်တော်တို့ရဲ့ဒီဒုက္ခတွေမှာလုပ်နေတဲ့ကျမကြီးဝန်ထမ်းတွေကိုစုံတရာလက်ကပေးပြီးကျမကြီးလုပ်ငန်းတွေတော့ဆောင်ရွက်တာရှိတယ်ဒါအစိုးရပြောသလိုပဲရိတ်ခါပေါ့ဗျာဒီတောင်းနဲ့တိန်းနဲ့ညီပါရှိတဲ့စခန်း၉ခုပါဗျာတို့ရဲ့ချက်လျက်ဆိုတော့လူ၈ပေါင်းကျော်ရှိတာပေါ့ဗျာဒါစခန်း၉၉ခုမှာအရင်တော့တော့တသိန်းရှိတော့သွားလိုက်ပြန်လိုက်လဲဆိုတော့ဟုတ်ဒီနိုင်ငံသားတွေလည်းထွက်သွားတဲ့လူတွေလည်းရှိတာဟုတ်ဟို family မိသားစုတပေါင်းတဲ့လူတွေဆိုတော့အခုကတို့ရဲ့စစ်တမ်းရကျွန်တော်တို့ ကိုဒုက္ခသက်စခန်းကိုကူးပေါ့ဗျာ UNHCR အတိမတ်ပြုထားတယ်ကျွန်တော် POC ရထားတဲ့ဟို passing of concern ပေါ့အဲ့ဒီ POC ရထားတဲ့ဒုက္ခတွေကကျွန်တော်ရှစ်ပေါင်းကျော်ရှိတယ်ဒီတဲမှာမှသူတို့ကစနစ်ဟိုပြန်ပြီးတော့စစ်တမ်းတန်လုပ်တဲ့အချိန်မှာအလုတ်လုံနိုင်စွမ်းရှိတယ်ပေါ့အခုလောဆယ်ခံမှန်းရအလုံးလုံနိုင်ရှိတယ်ဆိုတော့အသက်16နှစ်ကနေအသက်50အထိအဲ့ဒီလူကက4200ရှိတယ်ဆိုတော့အဲ့ဒီလူတွေကိုသူတို့ပထမဦးဆုံးစိတ်သူတို့အလုတ်လုံမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ဒီထိုင်းနိုင်ငံထဲမှာ ဇာရှိပြောင်းအုပ်သမားလူမျိုးတွေကအဲ့လိုခွင့်ပြုမယ်ပေါ့ပို့ပြီးတော့စိတ်ဝင်စားစားကောင်းလာကဒီဟိုဒုက္ခတဲ့စခန်းအလုပ်ရှစ်ပြောင်းလို့သူမဖြစ်အလုပ်နဲ့လှုပ်ရှားမဲ့ကျွန်တော်တို့ဒီမိုင်ဂရန့်သမားဟိုပါပေါ့ရှစ်ပြောင်းလို့သူမတွေနေနေသူတို့ဟိုစည်စကားအင်မတမနေပါလေအခုလက်ရှိဆာရဆရန်ကြီးဟိုဘတ်ငွေ100လောက်ပဲဟိုပေးရတဲ့ဟာပေါ့မြန်မာနိုင်ငံတရားနေပြီးတော့လာပြီးတော့ဗျာတရားဝင်တရားဝင်ကြမြန်မာငွေနဲ့ဆိုသိန်း 340ပတ်ချလဲอืมကျွန်တော်တို့ပေးနေရတယ်ထိုင်းငွေလည်းခင်ဗျာ3 3000 4000ပေးနေရတဲ့ကာလယူမှာဘာပဲဖြစ်ဖြစ်ဒီဒုက္ခရဲ့စခန်းထဲမှာရှိတဲ့ဒုက္ခတွေဒီနေနဲ့အလုလာလုတာအများကြီးတော့ဒီကုန်ကျစရိတ်ကမရှိတော့လို့ပြောလို့ရတယ်နောက်တစ်ချိန်ထဲမှာပဲကျွန်တော်ကျွန်တော်တို့ယုံကြည်တာရဲ့နောက်တစ်ခါနိုင်ငံကဖွဲ့စည်းနေတယ်လေအတတ်နိုင်ဆုံးစောင့်ကြည့်ပေးရမှာကဒီအလုသမားတွေအလုသမားဖွဲ့ရချိုးပေါက်ခံရတာမခံရတာဘာဖြစ်ဒီအလုသမားတွေကြတော့ မြန်မာဆိုးရနဲ့လုံးဝပတ်သက်မဲ့အလုပ်သမားတွေမဟုတ်ဘူး။ဘာဒုက္ခတွေစခန်းဆိုတော့ तू ကမြန်မာပြည်ပြန်ပို့ရင်အန္တရာယ်ရှိမယ်ဆိုတော့လူတစုဖြစ်နေတယ်လေ။ तू ကဒုက္ခတွေစခန်း UN AIDS ရအတိမတ်ပြုထားတဲ့လူတွေဖြစ်နေတယ်။ဆိုတော့ဒါကြောင့်မလို့ဘာပဲပြောပြောသူတို့အလုပ်လုပ်ဖို့ခိုင်းထဲမှာတရားဝင်အလုပ်လုပ်ခွင့်အရင်တော့ဆိုလို့ရှိရင်စခန်းထဲကနေခိုးပြီးတော့လုပ်ရတာရှိတယ်ဖမ်းပြီးတာရှိတယ်ပြန်ပို့လာဆိုတော့ဒါနောက်တစ်ခါတစ်ချိန်လဲမှာပဲကြာဟိုသူတို့ရဲ့မိသားစုတွေကလေးသူငယ်တွေပါလို့ရှင်နေတာကျွန်တော်တို့သူတို့တွားလုပ်တဲ့လုပ် ဒေတာတွေမှာကလေးတွေရဲ့ဈာမကြီးပညာရေးကိစ္စတွေကဟိုအများကြီးဆောင်ရွက်လို့ရနိုင်တယ်လို့ကျွန်တော်အနေနဲ့တော့ဟိုမျှော်လင့်ပါတယ်ဟုတ်ကဲ့ကဲဒါတော့ဗောနထိုင်းနိုင်ငံမှာရှိတဲ့ဒီဒုက္ခသည်စခန်းမှာရှိတဲ့သူတွေအတွက်အထူးခွင့်ရဖြစ်ပါเนาะကဲနောက်တစ်ကြောင်နားထောင်မှာကတော့မနေ့ကလိုက်လွင့်ပြီးပြောလာတဲ့ဒီဘိုမိုက်ခဲရဲ့လိုက်ထဲကနေဗောနဘိုမိုက်ခဲပြောထားတဲ့စကားလေးအနည်းငယ်လေးဗောနနားထောင်ကြည့်လာเนาะရေးတဲ့ဝေးကောက်လေးချပြပါတဲ့ဟုတ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ညီဒီဗောနဒီ အဲညီတို့ဒီ Ninja Blade Dragon MP တက်ဖွဲ့ရေပေါ့နော်ပြီး Messenger နဲ့တစင်ဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ဆက်သွယ်ပြီးတော့အဲလုပ်လို့ရပါတယ်ဟုတ်ကျေးဇူးပါခင်ဗျာဟုတ်ဒီကြေအားလုံးဖျက်ခင်ပါသေးတယ်ညနေကြီးဟုတ်ကဲ့ကျေးဇူးပါတဲ့ဟိုကဲတော့အများလမ်းဆန်းနေတာပေါ့နော်ဒါနိုင်ငံကြီးတွေမမေ့ချင်နေတော့ကျွန်တော်တို့ဒေါ်လာကြီးကြောင်းဝင်ပြီးရအောင်နိုင်ငံကြီးရှင်တွေဒေါ်လာကြီးကြောင်းဝင်ပြီးရအောင်ရဲသဆူတယ်အမိသားတွေကျမ်းပါပါသေးတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာဟုတ်ရောင်းမရအချင်းဒီလေးတီးလို့ရမလားပြောပြပါအောင်ကိုတဲ့ ကျွန်တော်တို့အညာမှာပေါ့နော်ဖြစ်ပြနေရတွေကတော့များစွာရှိပါတယ်ဆေးရည်ပဲဖြစ်ဖြစ်ပေါ့နော်အခြားကဏ္ဍအပိုင်းမှာပဲဖြစ်ဖြစ်ပေါ့နော်အညာဒေတာကလက်ရှိလောလောတင်မှာပေါ့နော်အဲခက်ခဲနေပါတယ်အဲယူဒီလောက်ပဲဖြည့်လို့ရပါတယ်ခင်ဗျာဟုတ်အဲဘာပဲဖြစ်ဖြစ်ဒီကြတာတကူကတော့အဲချိန်တိုင်းတာတကူမှာပေါ့နော်အဲအကောင်းဆုံးနေပြန်ဖြစ်သွားအမေတို့ယုံကြည်ပါတယ်ပြန်ဖြစ်သွားအောင်လည်းဂျိုးသားပါပါအကောင်းဆုံးလည်းဂျိုးသားပါပါအောင်ချင်းရှစ်ပြရှစ်ပါဆိုပြပါတယ်ညာကြောင့်နောက်ပြီးတို့နာကကြီးอ่ะအဲ အာရုံလုံးလာနည်းနည်းကြာသွားဂီတာလည်းမဒီဂီတာတိကြတယ်မလားဟိုကဥတော်မင်းရကိုကြီးကိုကိုကန်လိုပဲဒီโอเคငါခေါ်လိုက်တာဟုတ်ဆရာတစ်ချက်ရလားကြာလားလိုက်လို့နဲ့ဖြောပြိုးကုန်နော်အဲကဒါတီတဲ့လူတယောက်သွားခေါ်ရတာကဒါလေးတော့တီးလာရှင်းပြပါနဲ့ကြာဘယ်လိုပြောမလို့ အဲညီတို့ကအများတမ်းပြုံးနေရမှာမဟုတ်ဘူးဗျအများတမ်းပြုံးနေရလူလူတွေရဲ့ရင်ထဲမှာဘောနောအဲတချို့တချို့တော့ဘောနောနာကျင်မှုတွေရှိတယ်ခံစားချက်တွေရှိတယ်အဲဘယ်လိုပြောရမလဲအဲဖွင့်ပြောလို့မရတဲ့ຢာတွေအများကြီးရှိတယ်ဘောနောဘာလို့ပြုံးနေလို့ဆိုတော့ဘယ်လိုပြောရမလဲနေသားကျသွားဘောနောနေသားကျသွားတယ်နာကျင်မှုတွေကိုနေသားကျသွားအဲ့ဒါကြောင့်အများတမ်းပဲကောင်းကောင်းဆိုးဆိုး အခက်ခဲရှိရှိအများတမ်းပဲညီတို့ကပြုံးပြုံးမဲနေတဲ့တေဘောတော့အခုကိုကိုပြောမဲထားရတယ်ဗျာဘာလို့ဆိုတော့ဒီခစ်ဒီကာလာဒီချင်းနေမှာဘယ်သူကဘာဖြစ်မယ်ဆိုတာမပြောနိုင်တဲ့အတိုင်းတာတခုအဲဘောတော့အဲ့ကာလာတခုမှာဘောတော့ရှိနေတဲ့အချိန်မှာကောင်းကောင်းလေးဘောတော့ကိုကိုကိုပြောနေတာအကောင်းဆုံးပါပဲဘာကြောင့်လဲဆိုတော့အဲညီတို့အားလုံးကဘောတော့ပြည်သူလူထု ဘောနောပြည်သူလူထုကိုတစ္ဆာခံထားရတယ်။အဲပြည်သူတွေအတွက်ဘောနောအကောင်းဆုံးဆက်ပြီးတော့အဲဘောနောဒီဒေါ်လာရေးတော့ဘောနောကြားမဲ့ရှေ့ဆက်သွားမှာဖြစ်တယ်။စစ်အာဏာရှင်စနစ်ကိုအာဏာရှင်စနစ်ကိုဟိုအမြင့်ပြတ်တိုက်ခုတ်သွားမှာဖြစ်တယ်ဘောနော။အဲဒါကြောင့်မလို့ရှိနေတဲ့အချိန်မှာဘယ်နေပဲချိန်ပါဖြစ်မယ်ဆိုတော့မသိရဲ့အချိန်ဒီခုမှာအဲရှိနေတဲ့အချိန်ဒီခုမှာတော့ပျော်ပျော်လေးပဲနေသွားခြင်းတယ်။အဲကြောင့်မလို့အများအားပြုံးနေရပါတော့။အဆင်ပြေနေလို့လည်းမဟုတ်ပါဘူး။ ကဲဒါတော့ပုံမှန်ခဲလိုက်လွင်သွားတာပေါ့နော်အဲ့တော့လိုက်လွင်သွားတဲ့အခါမှာသူတချင်းနေဆိုတာလည်းတွေ့ရတယ်ကြပြားတွေဖတ်သွားလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့အခုချိန်မှာဆိုပြည်ပြင်းမှာဒီလိုမျိုးရဲဘော်တွေကိုယ်တိုင်က fan ရန်ကုန်ငွေတွေရှာနေရတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းမှာတော့အလုံးသိတဲ့အတိုင်းပဲပြည်သူရဲ့ဒီငွေနဲ့အားလုံးကပေါ့နော်တော်လိုင်းနေကြတာဖြစ်တဲ့အတွက်ပြည်သူရဲ့ထောက်ပံ့ငွေတွေမရရှိဘူးဆိုရင်တော်လိုင်းရဲဘော်တွေလုံးလုံးလုံးမရဘူးပေါ့နော်အဲ့တော့ဒီ ဒီထောက်ပို့ကဏ္ဍတော်တော်ကြီးအရေးကြီးတဲ့အချိန်ဖြစ်ပါတယ်နော်အဲတော့ထောက်ပို့ကဏ္ဍနဲ့ပတ်သက်ပြီးတော့အခုချိန်ဆိုရင်လည်းချမ်ပီယံစ်ကောင်စီကအမျိုးမျိုးတွေးခွဲပြီးမှပြိုဆင်းအောင်ပြုလုပ်နေတာပါနော်အဲတော့ထပ်ပြီးတော့ရှိနေသေးတဲ့ဒီထောက်ပို့တွေကိုလည်းပြိုလဲဖို့ပေါ့နော်စ조사နေတာတွေးရတယ်ဟိုဟိုတလောဆိုရင်ပောက်ကရုံးကဒီထိုင်းနိုင်ငံကိုလာတဲ့ကိစ္စလိုမျိုးဟာတွေပေါ့နော်အဲတော့ထပ်ပြီးတော့လည်းသူတို့တွေးလို့စားအောင်မှဖြစ်တယ်ပေါ့နော်အဲတော့ဒီထောက်ပို့ကဏ္ဍနဲ့ပတ်သက်ပြီးတော့ထောက်ပို့ထောက်ပို့တွေကိုပေါ့နော်ကျွန်တော်တို့ဘက်ကလည်းအများတမ်းပေါ့နော်ရက်တည်ပြီးလို့လို့ပါနော် ကဲနောက်ဆုံးမှာတော့ကျွန်တော်ထောက်ပို့ကူစီပေါ့နော်ပြောလာတဲ့သတင်းတူသတင်းကောင်းကြီးကိုကျွန်တော်နားထောင်ကြည့်လာနော်အဲဆုံးသတင်းလာပါပြီဒီနေ့ကျွန်တော်တို့တော်လန်ရင်းမှာစိတ်ပူတဲ့အချက်ရှိတယ်ဒါကိုလည်းဘိုဂျုံအဲဘိုဂျုံကြီး US ကပြောခဲ့ဘူးလားနော် PDF တွေကလက်နက်ကင်ပြီးဟိုတပုံတမအဆင့်ဖြစ်သွားမယ်ဆိုတဲ့စကား။ဘာလို့အခုအညာဘက်တွေမှာတေယောတဖွဲ့တဲ့အဖွဲ့တွေအများကြီးရှိတယ်။နော်။ AUG ရဲ့ MOD COC အောက်မှာနေနေတဲ့ တိုင်းတပ်ဖွဲ့တွေ PDF တွေပကဖတ်တွေရှိတယ်လို့ကျွန်တို့တိုင်းသားအရာကိုလောက်မှနေတဲ့ PDF တွေလည်းရှိတယ်အဲ့ဒီစိတ်ပူဆုံးအရာကတရွာကိုတပ်ဖွဲ့ထောင်ပြီးဘဒုအောက်မှမဝင်တဲ့အရာအခုအဲ့ဒီအပိုင်းမှာကျွန်တော်ပကိုးတိုင်းကတော့လမ်းပြကျဲဖြစ်လုတ်ပြလိုက်ပါနော်ကျွန်တော်သတင်းလေးကိုအရင်ဖတ်ပြပါမယ်နော်အဲသတင်းမှာပဲနောက်တစ်ခုပြောချင်တာကအခုကြောက်မဲကို စစ်တပ်ကပြန်လဲထိန်းချုပ်နိုင်ပြီလို့တို့ရဲ့ဝါဒမြတ် Telegram Channel ဒီမှာတော့တင်းနေတာတွေ့တယ်။ကြောင်မဲမှာရှိတဲ့ဌာနဆိုင်ရာတွေမီးလောင်တယ်။အဲ့ဒီမီးလောင်တဲ့ကိစ္စကိုဒီစစ်တပ်ထောက်ခံတဲ့အတိုင်းဝန်းကပြောလာတော့ TNA NDA ရဲ့ဌာနဆိုင်ရာယုံတွေကိုမီးရှို့ပြီးတော့စုတ်ခွာသွားတယ်လို့ပြောတယ်။ TNA NDA ဘက်ကပြန်ပြောထားတာတော့အကြမ်းဖက်စစ်တပ်က drone နဲ့ဘုံကျဲလို့ဌာနဆိုင်ရာအဆောက်အုံတွေမီးလောင်တာလို့ပြောမီးလောင်ဘုံတွေကျဲလို့နော်။လောလောဆယ်ဌာနဆိုင်ရာတွေတော့မီးလောင်သွားတာတေးကြတယ်။အဲ့တော့ဒီညမှာတစ်ခုပြောချင်တယ် အခု6လလောက်နေပါ DNA တွေဟာဒီအဲ့ဘက်ဂျောတခွေမှာပေါ့နော်ခံစစ်ပြင်ပြီးတော့တိုက်နေတာဒါပေမဲ့ DNA တွေဘာကြောင့်တဖြည်းဖြည်းစုတ်ကလာလဲဒါဟာမဟာမိတ်တွေအပေါ်ကိုလေးစားတမှုအားနည်းတယ်လို့တွေ့ရလူကြီးပိုင်းဆက်ဆံရေးမှာသူတို့ရင်းနှီးမှုရှိရှိလိမ့်မယ်ဒါလူကြီးပိုင်းဆက်ဆံရေးအောက်ခြေဆက်ဆံရေးအထူးသဖြင့်အောက်ခြေပြည်သူမြင်ကွင်းမှာဆက်ဆံတဲ့ဆက်ဆံရေးဘက်မှာဆိုနော် KIA ရဲဘော်တွေကိုရိုက်ပုတ်ပြီးတော့အမှိုက်ကားပေါ်တင်သွားတဲ့လုပ်ရက်တွေ နော် KIA နဲ့စကားများပြီးတော့နော်အဖိုးကျိတ်တဲ့ပြဿနာတွေဒါခဏခဏတွေ့နေရတယ်ဆိုတော့ဒီလိုလောက်ရမျိုးတွေဟာအားရော့စေတဲ့အချက်တွေတည်းမှာပါပါတယ်ဒါကိုလည်း TNN နဲ့လူကြီးပိုင်းတွေအနေနဲ့တတိပြုမိကြဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကမဟာမိတ်တွေကိုတန်ဖိုးမထားလို့မရပါဘူးငါလူမျိုးတစ်ယောက်တည်းကောင်းစားအောင်လုပ်လို့ငါလူမျိုးတစ်ယောက်တည်းလွတ်မြောက်အောင်လုပ်လို့မြန်မာပြည်မှာမရဘူးတရားမင်းစင်းလို့တော့မရပါဘူး เนาะရန်သူဟာစနစ်တကျဖွဲ့စည်းထားတဲ့အားကောင်းကောင်းနဲ့ဖွဲ့စည်းထားတဲ့ institution ကြီးဆိုတာကိုမေ့လို့မရဘူး။နယ်မြေလေးတနယ်မြေတော့တိတ်နေတာနဲ့ကိုယ့်ကိုမန်ထားလိုက်မယ်ဆိုရင်တော့ပေရင်းဆုံးနဲ့ပေွားဖို့ဝင်လေးမှာမဟုတ်ပါဘူး။အဲ့တော့ TNN နေတဲ့အဲဒီအချိန်တွေဟာအချိန်ပြီးပြောင်းလဲနိုင်မယ်မဟာမိတ်တွေအပေါ်ကိုပြန်ပြီးတော့အစဉ်ပြေမဲ့ပြည်သူရဲ့ညွန်ညင်မှုတွေကိုပြန်ရမယ်ဆိုရင်တော့ TNN ကပြန်လဲအားကောင်းနိုင်တယ်။အဲ့လိုမဟုတ်ဘဲနဲ့ဆက်ပြီးတော့ပဲတွားမယ်ဆိုလို့ရှိရင်တော့ ြုတ်ဝါနိုင်တဲ့အနေအထားရှိပါတယ် TLL ရဲ့အခုချိန်မှာပေါ့နော်အခုချိန်ထိအကြာကြီးပေါ့နော် Champions League ဆိုတိုက်ပြီးမနိုင်မင်းနဲ့ဆုတ်ပြေးရတဲ့ခဏတွေကတကယ်ဆိုရင်ကိုစီပြောသူပဲပေါ့နော်တကယ်ပဲအရေးကြီးပါတယ်နော်ပထမတော့ဆိုရင်ဒီ KYN နဲ့ရန်ဖြစ်လိုက်ပြီးသူတို့ရန်ဖြစ်လိုက်နေမြင်တဲ့အစဉ်ဝင်ပြပါဦးနော်အခုကတော့သူတို့လည်းတော်တော်ဓာတ်လောက်ပါပြီနော်ဒါဟာတော်လန်ရေးမှာဒီကိစ္စနာမှုရှိပါရဲ့တိုက်ရိုက်မဟုတ်ဘူးမြေတော်ဝိုက်နိနာမှုနဲ့ဒါကြောင့်မလို့ဒါတရားရည်ကိုနမူနာယူပြီးတော့အခြား data မှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့မဟာမိတ် ချိတ်ဆက်မှုကိုအားကောင်းကောင်းလှုပ်ရှားကြဖို့အရေးကြီးပါတယ်เนาะဒါအရေးကြီးပါတယ်ဘာလို့ဆိုတော့အညာမှာကြော်တခါနောက်မှပြောပါမယ်အဖွဲ့စည်းနံပါတ်တော့เนาะစစ်ခွေး20ကြော်လောက်ကရွာကိုမီးဝင်ရှို့လာအဲ့ဒီရွာမှာရှိတဲ့ PDF ကထွက်ပြေးပြီးခံတယ်ရှိတော့ PDF ကလည်းအဲ့လောက်ပဲရှိတယ်ဒါပေမဲ့20 20လေးရှင်မယ်ဆိုရင်ခဲရဲလက်နက်ကဟိုကောင်တွေဘက်မှာအပြည့်ပါတယ်လေကိုယ့်ဘက်မှာကဘယ်လောက်ကြီလေး30တယောက်ကိုရှိတယ်ဆိုတော့ထွက်ပြေးခံလိုက်တာဘာဖြစ်လို့လဲစုံစမ်းလိုက်တော့ အဲ့ဒီဖွဲ့ကပတ်ဝန်းကျင်ကအဖွဲ့တင်နေမတည့်ဘူးနော်မဟာမိတ်မဖွဲ့ဘူးအဲတုတရွာတူဘိုလ်လုတ်ပြီးနေတယ်နဲတော့နေသေးတယ်လို့ပြောလိုက်တယ်ဆိုတော့အဲ့လိုဟာမျိုးတွေကလုံးဝမဖြစ်တဲ့ကိစ္စတွေနော် TNN နေလဲဒါကိုနမူနာယူဖို့လိုအပ်ပါတယ်နော်အခုအဲစကားစပြောင်းသွားလို့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့တော်လှန်ရေးမှအဖြစ်စေခြင်းလုံးတည်င်းလေးကိုကျွန်တော်ဖတ်ပြပါမယ်။ဘကိုးမြို့နယ်အတွင်းမှာပြန့်ကျဲနေတဲ့ရဲဘော်တွေကိုစုဖွဲ့ပြီးဘကိုးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပအဖြစ်ဖွဲ့စည်းလိုက်ပါတယ်။ ရွှေလျားလာတဲ့တော်လိုင်းရည်စည်းကြောင်းလိုအပ်ချက်အရမြို့သားညီညွတ်ရေးအစိုးရ NUG ညွှန်ကြားချက်နဲ့အညီဘကိုးမြို့နယ်အတွင်းကဘကိုးဖျားကြီးအင်းနဂေါ်ဒေတာမှရှိတဲ့ရဲဘော်တွေကိုစုပွက်လိုက်တယ်လို့ဆိုပါတယ်အာနာတိန်ဒီကန်စတော်လန်နယ်မြေရောက်လာကြတော့ကကိုကျင်လေကျွမ်းကျင်ရမြို့ရွာတွေမှာလာ UG လှုပ်ရှားမှုတွေစစ်စင်ရေးလှုပ်ခဲ့ကြတာပါဥပမာဖျားကြီးပကဖအင်းနဂေါ်ပကဖဘကိုးပကဖကစသဖြင့်စသအစရှိတဲ့ဖြင့်စုပွက်မှုတစ်မျိုးစီနဲ့ရက်တည်ခဲ့ကြတာပါ အဲ့ဒီချိန်ကမျိုးသားညီညွတ်ရေးအစိုးရရဲ့ပံ့ပိုးမှုကလည်းအားနည်းလာကြောင့်ကိုပတ်ဝင်းချင်းကတော်လှန်ထောက်ဖို့တွေအနေနဲ့အရရပြည်သူတွေပေးပို့မှုနဲ့တာရက်တိခဲ့ရပါလေ။ကဲဒါတော့နော်တွေဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးတော့ကြေညာထားတဲ့ဟာလေးပေါ့နော်။သူသုံးသပ်ထားတာပြန်နားတော့ကြည်လောက်နော်။နော်ဒီဒီလိုစုပ်ပတ်မှုမှာပါဝင်နိုင်တဲ့ဥဆောင်ခဲ့တဲ့ဒီပုဂ္ဂိုလ်တွေပေါ့ဒီပခိုးမြို့နယ်မှာရှိတဲ့ရဲဘော်တအူးချင်းစီနိုင်ကိုဒီနေရာကတကယ်ပြည်သူအားလုံးကိုစားဂါရဝပြုတယ်။ကျွန်တော်တို့ပြည်သူတွေဖြစ်ချင်တာအဲ့ဒါ ။ဘာဖြစ်လို့လဲ။ဒါမှကျွန်တော်တို့တော်နိုင်ရမှာ။တရွာကိုတပွဲနက်နက်ကင်ပြီးတော့ဘသူအောက်မှမနေပဲနဲ့လှုပ်ချင်ရင်လှုပ်တယ်။အဲ့ဒါတော်နိုင်ရင်လှုပ်တာမဟုတ်ဘူး။အဲ့ဒီအဖွဲထဲမှာမင်းအောင်နိုင်ရဲ့ဒလန်အဖွဲမပါလာဘူးလို့ဘသူအမှတ်ခံတယ်။ရှင်းရှင်းလေး။အဲ့ဒီဘွဲကစောက်ပြက်တနာလှုပ်ရင်ဘသူအတောင်ဝင်ခံမယ်။အဲ့ဒါအဖြေပဲ။ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာကျွန်တော်မြင်ပြတဲ့စကားရှိပါလေ။နော် local တွေအနေနဲ့ UNG အောက်ထဲကိုအတင်းဝင်မှာမပြောဘူး။ တိုင်းသားအရာကိုအောက်ထဲကိုအတင်းဝင်မှာမပြောဘူးငါတို့ကတော့ local ပြပဲရက်တိမဆိုရက်တိပါဒါပေမဲ့လို့အ ਨੇ ဆုံးညွတ်နယ်အဆင့်တော့ COC တိဆောက်ပေးဒါမှတော်လန်ရင်းဟာတော်လန်ရင်းနဲ့တူမှာနော်ဘာဖြစ်လို့လဲတော်လန်ရင်းမှာဝင်လာကြတာပြလူနှမ်းပေါင်းစုံဝင်လာတာအတိညာပြေဝတဲ့သူတွေပါတယ်လို့တချို့တလေကြတော့အများကြီးအောင်လို့ရောက်အမောင်တောင်ဝမ်းသိလိုက်လာတဲ့ကောင်တွေပါလို့ရှိရင်ဘာဖြစ်လာလဲအဲ့ဒီကြိုင်ထားတဲ့လက်နက်ကဲစိုးကြိုးတွေကိုမထိမ့်သိမ့်တိုက်ရင်စောက်ပြက်တနာကြီးရှုပ်ပေါ့ ဲ့လိုစောက်ပြဿနာတွေမလျှော့ဖို့အတွက်ကျွန်တော်တို့ကလက်နက်ကင်ထားတဲ့ဒူမန်နဲ့မြတ် COC အောက်မှာရှိနေဖို့လိုတယ်။ဒါဟာအရေးကြီးတဲ့အချက်နော်။နောက်တစ်ခုရှိတာကကျွန်တော်တို့တည်ထားမှာကဒိုးတွေဟာလက်နက်ကင်ပြီးလူပေါင်းဝတဲ့စောက်ချင်းကိုမကြိုက်လို့ဒိုးတွေတော်လှန်ကြတာ။ကိုကိုတိုင်းကလက်နက်ကင်ပြီးလူပေါင်းဝတဲ့စောက်ချင်းတွေပြုတ်လာမယ်ဆိုရင်တို့တိုင်းပြည်အနာခံပြီးတော့တော်လန်နေတဲ့တော်လန်ကြီးကဘာလို့တော်လန်တော့ဘူးလဲအစတည်းကမင်းအောင်နိုင်ကိုရှော့ရှူနဲ့ပေးလိုက်မယ်ဆိုရင်အခုလို့သေးတဲ့ပြည်သူတွေ ်เนาะအသက်မပြည့်တဲ့ခလေးငယ်တွေသေစရာမလိုဘူးစစ်သားတွေရဲနေတဲ့သေစရာမလိုဘူးဟုတ်တယ်မလားဒါကြောင့်မို့လို့လက်နက်တိုင်လိုက်ပြီဆိုတဲ့ကနံပါတ်1ကျွန်တော်တို့ဟာပြည်သူကို အောက်ကျခံတော့เนาะယာဒူအာနာရှိလာလေလေပြည်သူကိုအောက်ကျခံလေတန်ဖိုးပိုရှိလာလေပဲငွေကြေးဥစ္စာဒနာအင်အားချမ်းသာလာလေအောက်ကျခံပြီးတော့စကားပြောချိုးတာစွာဆက်ဆံတတ်လေတန်ဖိုးပိုရှိလာလေပဲ အဲ့ဒါကိုကျွန်တော်တို့ရဲဘော်ညီကိုမောင်တို့ကအားလုံးတတိရှိစေခြင်းပါတယ်ကျွန်တော်ဆရာလို့ပြီးပြောတာကိုဘာဖြစ်လို့လဲလက်နက်ကဲအရှိန်ဟောအင်မတန်ကြောက်ဖို့ကောင်းတယ်နော်တပိလူမပြောနဲ့နယ်ရင်စင်းသွားတယ်ဟမ်ကိုယ်နယ်ထဲရောက်တာနဲ့ပစ္စိုလ်ခါချိတ်လိုက်ဟာစားချိတ်ခါစားတော်နိုင်ရင်စကစားပြီပေါ့နော်ကျွန်တော်နယ်မြေစင်းအာပစ္စိုလ်ခါချိတ်တယ်မကိုယ်စင်ကိုမြုပ်တော့မလားဘာကောင်းလို့မကြောက်တော့ဘူးကိုယ်ကိုဖိုက်တယ်အဲရွာထဲဝင်သွားတဲ့ချိန်မှာရွာသားတွေကကိုယ်အာဘိုကြီးလို့ဆရာတို့အဲ ကိုမြမရဲ့ယဉ်ကျေးမှုအတိုင်းပေါ့။ဘာလို့ဆိုမြမယဉ်ကျေးမှုကတနက်ကင်ထားတဲ့ကောင်ဆိုရင်အာဆရာကြီးဆရာကြီးဆရာပိုကြီးဘယ်ကြီးအဖကြီးစတဲ့ဖြစ်ပုံမှန်လေးစိတ်ဆုပ်ခေါ်တာ။ဟမ်လူတယောက်ကိုဆရာလော်လော်နဲ့မခေါ်ပါနဲ့။အဲ့ဒီအကျင့်ကိုကျွန်တော်တို့ပြင်ပါ။ယိုတေတမှုမဟုတ်အဲ့ဒါလူတယောက်ကိုတွေ့လာတဲ့ဘူမတိဘာမတိဆရာခေါ်တဲ့အကျင့်ဟာလုံးဝယဉ်ကျေးမှုမဟုတ်ဘူးအဲ့ဒါအဲ့ဒါညံ့ချင်းမှုပဲကိုကိုဘာတင်ထားလဲသူကဆရာဆိုအောင်အေးသူကဆရာဝင်လားဆရာဝင်ဆိုဒေါက်တာ ကျောင်းဆရာဆိုအကျောင်းဆရာခင်ဗျာအော်သူတို့စစ်တပ်ထဲမှာတော့ဒီလိုအပွင့်အခက်မျိုးကိုဒီပခုံးပေါ်တင်ခြင်းမှာပဲနော်လို့ကျွန်တော်ကတော့ဒီကာလမှာဒီကာလမှာပြောတာနော်ဟိုတက်တက်လုံးလုံးမပြောပါဘူးနိုင်ငံအေဂျင့်ဝါတဲ့ဟာမျိုးဆိုတဲ့ဟာမျိုးကိုမပြောဘူးဒီလိုအာနာတိတ်နေတဲ့ကာလမှာမင်းအောင်နိုင်ပခုံးပေါ်ကအပွင့်နေအခက်တွေလောက်ရှစ်ဖို့ကောင်းတာမရှိဘူးယွံဖို့ကောင်းတာမရှိဘူးအောက်တန်းကြတာမရှိဘူးနော်အဲ့ဒါကျွန်တော်တို့တွေကတိကဒါကြောင့်မလို့ရဲဘော်တွေအနေနဲ့ရလဲတိုင်ရင်တက်ဘော်တွေတွားလဲအဲ့ဒီ ကိုရွာတဲ့သွားမယ်ပြည်သူတဲ့သွားမယ်မင်းတို့ကလက်နဲ့ကင်ထားတယ်အဲ့ဒီလက်နဲ့ကင်ထားတာလက်နဲ့မကင်ထားနဲ့အရက်ဝိအရင်ခက်တိတိနေရှောက်ခွမမနေပါဒါငါတို့ဝင်နေတယ်ဒါပေမဲ့လက်နဲ့ကင်ထားပြီဆိုတော့ပြည်သူတွေကလည်းရိုတင်မှုလေးလင်းစားမှုလေးအလေးပေးကြည့်အဲ့ဒီရွာမင်းတို့ကိုခေါင်းပေါ်မရွတ်ထိုင်ကြိုက်တယ်လို့ပြောအဲ့ဒါတန်ဖို့အဲ့ဒါမင်းတို့အောက်ကြအောင်မဟုတ်ဘူးမင်းတို့လက်နဲ့ကင်ပြီးပြည်သူအောက်မှာခေါင်းလေးညှို့ပြီးရိုတင်တမိဟိုတကက်တော့ပြလိုက်တာဒီမင်းတို့တန်ဖို့တက်သွားတာ နော်တချို့တည်းမတည်ဘူးလက်နဲ့ကိုင်ထော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 င်အဲ့ဒီအလေးချင်းอ่ะဟိုတချို့တည်းဆိုတိုင်းသားလက်နဲ့ကိုင်အဖွဲတွေမှာရှိတယ်တက်လုံးอ่ะအဲ့ဒါစစ်ခွေးတဲ့အတူပဲနော်လက်နဲ့ကိုင်ပြီးလက်နဲ့မရှိတဲ့ပြည်သူရှိမှထောင်ထောင်ထောင်တော့ရေမခွေးဖြစ်ပြီးကျင်းနေတယ်မခွေးပဲလားမှတ်ထားပါလားနော်လက်နဲ့ကိုင်ပြီးတော့ပြည်သူရှိမှယိုတင်တမှုကျောနုံပြတာဒီမင်းရဲ့တန်ဖိုးအဲ့ဒါထိုးတက်တာတကယ်တန်ဖိုးရှိတဲ့လက်နဲ့ကိုင်ပြောအဲ့ဒီအရာအဲ့ဒီ data မင်းတို့ဘယ်အချိန်တော့တော့မင်းတို့အတွက်နေရာတနေရာရှိပြီးသားဖြစ်ကံပဲကြိုးဆိုပြီးသားဖြစ်ကံ ။နော်အဲ့ဒီစိတ်ကိုတို့ညီကိုတွေအနေနဲ့မွေးပေးပါ။အဲ့လိုဖြစ်လို့ရှိရင်စူးစီးမှုကအားဘာနဲ့မှဖြိုလို့မရဘူး။ကဲဒါကကိုစေသုံးသက်ချက်ဖြစ်ပါနော်တကယ်မှန်ပါလေအခုရပိုင်းမှာဆိုရင်ဒီဒီလိုမျိုးပေါ့နော်ပြည်သူရှိမှအာ အနေထိုင်မှာတက်တဲ့သူတွေကြောင့်ပေါ့နော်ဒီ PDF တွေလည်းနာမည်ပြက်တာတော်တော်များရှိပါเนาะအဲ့တော့ PDF တွေ uniform မြင်အောင် engine တွေဆိုတဲ့ဟာမျိုးတွေလည်းကြားနေရပါเนาะအဲ့တော့တချို့စီကမလိုက်နိုင်တဲ့သူတွေကြောင့်အခုဆိုတော်လိုင်းမှာလည်းဒီလိုမျိုး social ထိခိုက်နေတာတွေဟာ PDF ထောက်ခံမှုတွေကြာဆင်းသွားတဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါတွေအတွက်ကိုယ်စီရသုံးသပ်ပေးထားရဖြစ်ပါတယ်ဟုတ်ကဲ့ဒီမနက်ပိုင်းတစ်ဖက်သတင်းဗီဒီယိုတော့ဒီလောက်ပါပြီเนาะအစားဆုံးကြည့်ပြီးကြားပြီးမှပြည်သူရောက်ဆိုင်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလောက်တော့များဆောင်တော့များအရာအားလုံးမှအောင်မြင်ကြပါစေတွားလျာမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ